မင်းနေရင်ကိုရောင်ဖျောက်သွားအောင်မယ်။တေချာအောင်မြားနဲ့ပြစ်လိုက်တော့မယ်ကွာ။အဲ့ဒီလိုတွေးပြီးတော့မြားနဲ့ပြစ်လိုက်တော့လေ။ဒီနေ့မှာတော့စကားရေးဆယ်ခုနဲ့ကအိုးတန်ဆန်ခတ်စကားပြောနည်းပါဝင်တဲ့ဥဝနာတာမဇက်ထဲကဇက်ဝင်ခန်းတချို့ကိုပြောပြသွားမှာဖြစ်ပါလေဗျ။ဥဝနာတာမမှာနေ့စဉ်နေ့တိုင်းရေခတ်ွက်တော့အခါအပေါင်းအဖော်ဖြစ်တော့တမင်များကလည်းဝိုင်းဝန်းကူညီပေးကြတယ် အဲ့ဒီအချိန်မှာပဲသမင်သားကိုအလွန်နှစ်သက်သောပိနိယခမင်းကြီးဟာမဲတော်ကိုခိတ္တနဲ့အပ်ပြီးတော့သမင်များကိုလိုက်လံပစ်ခတ်စားတောက်ရင်းနဲ့ယသိရိရှိရာကျောင်းကြီးသို့ရောက်လာတော့တယ်။ညနေပိုင်း၌သမင်ချေရများအလွန်ပေါ်သောမြစ်ကမ်းဆက်တွင်သမင်ကိုပြည့်ရန်ချောင်းနေစဉ်သူဝနာတာမသည်သမင်များနှင့်အတူရေခက်ဆင်းလာသည်ကိုတွေ့လိုက်ရတော့တယ်။ဟေးဒီတောနဲ့ကြီးထဲမှာသမင်တွေနဲ့လာတာလူတော့မဟုတ်တော့ဘူးကွ။နက်လား၊နကားလား၊ဘာလားပဲတခုခုတော့ဖြစ်ရမ မင်းနေရင်ကိုယောင်ဖျောက်သွားအောင်မယ်တေချာအောင်မြားနဲ့ပြစ်လိုက်တော့မယ်ကွာအဲ့ဒီလိုတွေးပြီးတော့မြားနဲ့ပြစ်လိုက်တော့တယ်သူမန္တန်တာမကလည်းမြားထိမှန်ပြီးတော့လဲကျသွားတော့တယ်တမင်များကလည်းကြောက်လန့်ရီထွက်ပြေးသွားကြတော့တယ်အလိုအလိုငါ့ကိုဘသူများပြစ်ပါလိမ့်ငါ့မှာရန်သူလည်းမရှိပါဘူးလူသားဆိုတာမစားကောင်းပါဘူးအမလီနားလိုက်တာစင်ကိုပြစ်ရင်လည်းစင်ဆွဲသုံးရမယ်ကြားကိုပြစ်ရင်လည်းကြားတရေသုံးရမယ်တမင်ကိုပြစ်ရင်လည်းတမင်ရဲ့ဥကြိုကိုသုံးရပါသေးရဲ့ငါ့ကိုဘာလို့များပြစ်ပါလိမ့်နော် ဘိုးကားမင်းကြီးကသူဝနသာမထံပြေးသွားပြီးတော့မြားပြစ်ခံရတာတော့စိတ်မဆိုးတဲ့တူတော်ကောင်းပါလားသင်ကဘာတူလဲကျွန်တော်ကသူဝနသာမပါဗျဟိုးရှိကကြောင်းတင်ကမ်းမှာနေပါတယ်မျက်မမြင်မိဘရက်တဲ့နှစ်ပါးကိုလှုပ်ကျွေးနေရတာပါဗျာအခုရေလာခတ်တာပါသင်ကဟောဘာတူလဲဗျကျွန်ုပ်ကဘာယာနတိပြစ်ရှင်ပီနီယက်ခမင်းကြီးဖြစ်တယ်တမင်သားကိုနှစ်ချိုက်လိုက်၍ထီးနှံကိုမဲတော်ထံခဏအပ်ထားပြီးတော့တဘာလေတောကစားထွက်လာရင်းနဲ့ဤတောတောင်သို့ရောက်လာတယ် ယခုတမင်အုပ်ကိုမြည်ပြစ်လိုက်တာအရှင်မင်းကြီးရဲ့ကျွန်တော်မျိုးကိုဘာလို့ပြစ်ရတာလဲဗျကျွန်တော်မျိုးအသေးခိုက်အောင်လာတာထက်မျက်မမြင်မိဘနှစ်ပါးကအချိန်တန်လို့ပြန်မလာရင်တော့ကပူပင်စိတ်ဆင်းရဲနေကြမှာကိုစိုးရင်လာတယ်ဗျအရှင်မင်းကြီးဖေဟာဒံယာများနဲ့ပါဇက်ကပါတွေးတွေထွက်ကြနေတာထက်မိဘများတတိမဆားရရေမတော့ရ၍အားပြက်တည်ဆုံးရမည်အရေးကိုမတွေးရပါဗျာဘသူများဒီတောနဲ့ကြီးထဲမှာလှုပ်ကျွေးမှလဲ အဲ့ဒီလိုပြောတဲ့ကိုနားထောင်ပြီးတော့မင်းကြီးမှာစိတ်ထိခိုက်သွားပြီးတော့อืมသူတော်ကောင်းငါပြစ်မှားပြီးပြီဒီပြစ်မှုတွေပြပြောက်စေရင်ဒီသူငယ်အစားရတိများကိုငါကိုထိလိုက်ရလှုပ်ကျွေးမှာပဲအဲ့ဒီလိုတွေးပြီးတော့မင်းကြီးမှာရေအိုးကိုကောက်ယူလျက်အချောင်းတင်ငန်းရှိရာရဲ့သူထွက်လာခဲ့တော့လေအဲ့ဒီလိုနဲ့အချောင်းတင်ခန်းကိုရောက်တော့အခါဘသူများပါလဲ ငါတို့ရဲ့သားသူဝနာတာမရဲ့ခြေတံဟာဒီလိုမပြင်းပါဘူး။ကျွန်ုပ်ကပီနီးယက်ခဘရင်ကြီးဖြစ်ပါတယ်။အိုးအရှင်မင်းကြီးမြင့်သောမြတ်သောနေရာမှာ ထိုင်တော်မူပါ။ကျွန်ုပ်တို့ကမျက်မမြင်ဒုက္ခိတာများဖြစ်၍ခွင့်လွှတ်တော်မူပါဗျ။အလိုရှိရသောကိစ္စကိုလည်းမိန့်တော်မူပါဗျ။ယသိကြီးတင်တို့ရဲ့သားကိုတောလိုက်ရင်းနဲ့မျက်စိမာပြီးပြစ်ခတ်မိတော့ကြောင့်မြားမှန်ပြီးတေဆုံးကြောင်းကိုအတိလာပေးတာပါ။အမလေးကျမရဲ့သားလေးအနှိမ့်ဆရောက်ပြီဆိုပါလား။ပြေတော်မူကြပါဦး။ အသင်ရဲ့တိတ်တို့အားသူ့အစားအကျွန်ုပ်ပင်အလုတ်ကျွေးပြုပါမည်။အရှင်မင်းကြီးလုတ်ကျွေး၍လည်းတင့်တော်မည်မဟုတ်ပါ။ထို့ကြောင့်သာသူဝနာတာမရုပ်လောင်းရှိရာသို့သာအမြန်ပို့ဆောင်တော်မူပါဗျာ။အဲဒီလိုနဲ့သူဝနာတာမရှိသောနေရာသို့ထွက်လာခဲ့ကြတော့တယ်။အဲဒီလိုနဲ့သူဝနာတာမထံရောက်ရှိသွားကြတော့တယ်။သားလေးရဲ့အဖြစ်ဆိုးလာကြလားကွ။အမေသာတည်လိုက်ပါတော့သားလေးရဲ့။သူဝနာတာမကိုလက်ဖြစ်ဆန်းကြည့်ရ။ ကိုငွေရှိသေး၍မိမျောနေကြောင်းသိရသဖြင့်ဒီလိုအသက်မကုန်သေးရင်ကျုပ်သစ္စာဆိုမယ်ဖရာတရားတန်ခါမိဘဆရာတို့အားရှိခိုးပါ၏ငါသားသူဝနာတာမသည်ကုသိုလ်တရားကိုကျင့်၏မြတ်သောအကျင့်ကိုကျင့်လေရှိသည်မှန်သောစကားကိုသာဆိုလေ၏မိဘကိုလည်းလှုပ်ကြွေးပြုစု၏လူကြီးများကိုလည်းယုတ်သိ၏ဤမှန်ကန်သောသစ္စာစကားကြောင့်များစိတ်ပြေပါစေတည်းငါသည်ချစ်သားသူဝနာတာမကိုအသက်ထက်ချစ်မြတ်နို၏ငါတို့ပြုခဲ့သမျှသော ်ကောင်းမှုကုသိုလ်များကြောင့်များစိတ်ပြေပါစေတည်းအဲ့ဒီလိုယတိကြီးတစ္ဆာဆိုသောအခါသူဝနာတာမသည်လှုပ်ရှားလာတော့တယ်အဲ့ဒီလိုနဲ့သူဝနာတာမ၏အမိမာလည်းတစ္ဆာဆိုလေတော့တယ်အဲ့ဒီလိုမိဘနှစ်ပါးကတစ္ဆာပြုလိုက်တဲ့အခါမှာတော့အရင်ဘဝကသူဝနာတာမရဲ့မိခင်တော်ဆက်ခဲ့ဘူးသောခုတုံတရီနတ်သမီးဟာမနေနိုင်တော့ပဲနဲ့ကိုထင်ပြပြီးတော့လူရစုကိုတောင်းခိုင်းတော့တယ်အဲ့ဒီအခါသူဝနာတာမရဲ့မိဘနှစ်ပါးတို့မှာအားရွှေဝထမ်းလာကိန်းကိုမြင်လိုပါတယ်ဆိုတဲ့စုကိုတောင်းလိုက်ကြတော့တယ် အဲဒီနောက်သူရဏသားမရဲ့မိဘနှစ်ပါးဟာမျက်စိကွယ်နေရမှာမျက်စိအလင်းကို ပြန်လည်ရရှိကြတော့လေသူရဏသားမရဲ့မြားတံရမှာလည်းလုံးဝပင်ပျောက်ကင်းသွားတော့လေသူရဏသားမရဲ့မိဘနှစ်ပါးဆူတောင်းလိုက်တော့တားရွှေအိုးထန်းလာခြင်းကိုမြင်ကျင်ပါတယ်ဆိုတဲ့စကားဟာအိုးတန်ဆန်ခတ်စကားပြောနည်းပဲဖြစ်တော့လေအိုးတန်ဆန်ခတ်စကားပြောနည်းဆိုတာကတော့ဘိုးနစ်ဆန်တန်ယုံထဲ့၍ချက်မှသာကောင်းစွာကြက်နက်ပြီးတော့စားလို့ကောင်းသောထမင်းကိုရရှိတဲ့ကဲ့သို့အဲ့ဒီသဘောနည်းတူ စကားပြောဆိုရမှာလဲမယုတ်မလွန်မင်းနဲ့သူ့အိုးနဲ့သူ့စံတန်းအောင်အချိန်နေအချိန်အခါကိုကြည့်ပြီးတော့ကိုကျိုးစည်းဝါဖြစ်မြောက်အောင်ပြောချင်းကိုအိုးတန်ဆန်ခန့်စကားပြောဆိုနီးလို့ပဲခေါ်တော့လဲဒါကြောင့်လူကြီးမင်းတို့နေ့စဉ်ကြုံတွေ့နေရတဲ့ဘဝမှာလဲမိမိရဲ့အကျိုးလည်းရှိသူတစ်ပါးရဲ့အကျိုးလည်းရှိအောင်အိုးတန်ဆန်ခန့်စကားပြောဆိုနီးကိုအသုံးပြုပြီးတော့အဆင်ပြေချောမွေ့စွာဖြတ်တန်းနိုင်ကြပါစေဗျကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်